အားလုံးမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်နိုင်ငံမှာမကြာမီကျင်းပတော့မဲ့ပါတီစုံဒီမိုကရေစီအထူးထူးရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမိဘပြည်သူများကိုအတိပေးပြောကြားလိုတာများကိုအတိပေးပြောကြားသွားမှာဖြစ်ပါတယ်ပါတီစုံဒီမိုကရေစီအထူးထူးရွေးကောက်ပွဲရဲ့ရွေးကောက်ပွဲအပိုင်း၁ကိုအခုလာမဲ့ဒီဇင်ဘာလ28ရက်နေ့မှာစတင်ကျင်းပမှာဖြစ်ပါတယ် မိဘပြည်သူများလည်းအားလုံးသိရှိပြီးဖြစ်ပါတယ်ဒီနေ့ဆိုရင်ပါတီစုံဒီပစီအထွေထွေရွေးကောက်ပွဲကျင်းပဖို့ရပ်ပေါင်း48ရက်တာလိုတော့တာဖြစ်ပါတယ်ရွေးကောက်ပွဲအပိုင်းနှစ်ကိုလည်း2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာကျင်းပပေါ်မှာဖြစ်ပါတယ်ဒီလိုပဲရွေးကောက်ပွဲအပိုင်းသုံးကိုလည်းရွေးကောက်ပွဲအပိုင်းနှစ်ရဲ့နှစ်ပတ်ခြားကြမှာကျင်းပပေါ်မှာဖြစ်ပါတယ်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတချို့မလိုလားသူတွေက ိဘပြည်သူတွေကိုထင်အောင်ထင်မှားဖြစ်အောင်မျိုးမျိုးပြောဆိုနေရတယ်။တွေးတိုးလုံစော်ပေးနေရတယ်လေကျွန်တော်တို့တွေ့ရပါတယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့မိဘပြည်သူတွေအသိအမြင်ရှင်းလင်းကြဖို့အတွက်ကျွန်တော်ပြောကြားတော့မှာဖြစ်ပါတယ်။ကျွန်တော်တို့နိုင်ငံမှာကိုထီကိုနိုင်တဲ့နေထိုင်ခဲ့ရပြီးဘယင်စနစ်ကိုကျင့်သုံးခဲ့တဲ့အတွက်ရွေးကောက်ပွဲဆိုတာမရှိခဲ့ပါဘူး။ဒါပေမဲ့ကိုလိုနီခေတ်မှာတော့ မြန်မာနိုင်ငံသားတွေရဲ့နိုင်ငံရေးအသိအမြင်တိုးတက်ပြောင်းလဲလာမှုနဲ့အတူ Nature English ဆိုရအောင်အုတ်ချုပ်ရေးစနစ်တွေကိုတိုးမြင့်ပြောင်းလဲပေးခဲ့ပါတယ်1920ပြည့်နှစ်မှာ GCB အသင်းကြီးပေါ်ပေါက်လာပြီးကိုပိုင်အုတ်ချုပ်ခွင့် Home Rule ကိုတောင်းဆိုခဲ့ပါတယ် Nature English ဆိုရအောင်ကိုပိုင်အုတ်ချုပ်ခွင့်တိုးမြင့်ပေးပြန်ဒိုင်းအာခီလို့ခေါ်တဲ့နှစ်ဦးနှစ်ဖွဲ့အုတ်ချုပ်တဲ့အုတ်ချုပ်ရေးစနစ်ကိုတိုးမြင့်ဖော်ဆောင်ပေးခဲ့ပါတယ် ဒါယခီအုပ်ချုပ်ရေးစနစ်ကိုအကောင့်ထယ်ပေါ်တဲ့အခါဥပဒေပြုကောင်စီအတွက်ရွေးကောက်ပွဲကို1922ခုနှစ်နိုဝင်ဘာလ21ရက်နေ့မှာကျင်းပခဲ့ပြီးခဲ့ပါတယ်ဒီရွေးကောက်ပွဲကကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပထမဆုံးရွေးကောက်ပွဲဖြစ်တယ်လို့ပမိုင်းမှတ်တမ်းတွေရလေ့လာတွေ့ရှိရပါတယ်မြန်မာနိုင်ငံမှာကျင်းပခဲ့တဲ့ရွေးကောက်ပွဲတွေကိုပြန်လည်လေ့လာကြည့်ရင်1922ခုနှစ်ကနေ1948ခုနှစ်ထွေရွေးကောက်ပွဲ6ကြိမ် ပါလီမန်ခေတ်1948ခုနှစ်ကနေ1962ခုနှစ်မှာရွေးကောက်ပွဲ၃ကြိမ်မြမဆိုရှယ်လစ်လမ်းစီပါတီခေတ်1962ကနေ1988မှာရွေးကောက်ပွဲ၄ကြိမ်နိုင်ငံတော်ညီဝိပေးဝမှုတိဆောက်ရေးအဖွဲ့နိုင်ငံတော်အေးသားတိုင်းနဲ့ဖွံ့ဖြိုးရေးကောင်စီ1988-2010မှာရွေးကောက်ပွဲ၃ကြိမ်ဒီမိုကရေစီခေတ်2010ကနေယနေ့အထိရွေးကောက်ပွဲ၆ကြိမ်အဲ့မှာတော့ရွေးကောက်ပွဲကျွန်တော်တို့၃ကြိမ်နဲ့ဂျာပြရွေးကောက်ပွဲ၃ကြိမ်လို့ဖြစ်ပါတယ် ဒါရီယာကျွန်တော်နိုင်ငံသူနိုင်ငံသားတွေဟာရွေးကောက်ပဲမဲရွေးချယ်မှု စနစ်နဲ့မစိမ့်မှုနှီးစက်တယ်ဆိုတာကိုပေါ်လွင်စေပါတယ်နိုင်ငံတော်အစိုးရတွေကရွေးကောက်ပွဲကိုကျင်းပပေးခဲ့ပြီး ခေတ်ဆက်ဆက်ကနိုင်ငံသားတွေကလည်းမိမိတို့ရဲ့အခွင့်အရေးကို အမိအယအသုံးချပြီးမဲပေးရွေးချယ်မှုတွေကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ကျွန်တော်နိုင်ငံမှာပြည်သူလူထုလိုလားတောင်းတတဲ့ပါတီစုံဒီမိုကရေစီစနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နဲ့အညီအကောင့်ထဲပေါ်နေတာဖြစ်ပါတယ်။ပါတီစုံဒီမိုကရေစီစနစ်အတွက်ပထမအကြိမ်ရွေးကောက်ပွဲကို2010ပြည့်နှစ်နိုဝင်ဘာလ9ရက်နေ့မှာကျင်းပခဲ့ပြီး2011ခုနှစ်ဇန်နဝါရီလ31ရက်နေ့မှာပထမအကြိမ်လွတ်တော်အစည်းအဝေးကျွန်တော်တို့ကျင်းပနိုင်ခဲ့ပါတယ်။ဒုတိယအကြိမ်ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကိုတော့2015ခုနှစ်နိုဝင်ဘာလ8ရက်နေ့မှာကျင်းပခဲ့တယ်ဒုတိယကြိမ်လွတ်တော်အစည်းအဝေးကိုတော့2016ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာကျင်းပခဲ့တာဖြစ်ပါတယ် တတိယကြိမ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို2020ပြည့်နှစ်နိုဝင်ဘာလ10ရက်နေ့မှာကျင်းပခဲ့တယ်။အဲဒီရွေးကောက်ပွဲမှာငဲပသမမှုတွေများစွာရှိခဲ့တယ်။အဲဒီတော့ရွေးကောက်ပွဲကော်မရှင်ရဲ့တိုင်ဝင်ထုတ်ပြန်ချက်အရမဲပေးပိုင်ခွင့်ရှိသူဟာ38တန်းခန့်ရှိပါတယ်။မဲပသမမှုဖြစ်နိုင်ကြောင်းတွေးရှိခဲ့တဲ့အရေးအတွက်ကတော့10ဒသမ4တန်းဖြစ်ပါတယ်။တထောင်လည်းမဟုတ်တော့တထောင်လည်းမဟုတ်ပါဘူး။တပိန်လည်းမဟုတ်ပါဘူး။တပန်းလည်းမဟုတ်ပါဘူး။10တန်းကျော်ဖြစ်ပါ လေပေးပိုင်권ရှိတဲ့လူဦးရေထက်၄ပုံတပုံလောက်ဖြစ်ပါတယ်။ဒီမတမာမှုတွေအတွက်နိုင်ငံရေးပါတီတင်တဲ့တပ်မတော်ဟာပထမဆင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုဥပဒေလုံထုံးလုံးနည်းနဲ့အညီဖြည့်ရှင်းဖို့ပြောခဲ့တယ်။ဒါကိုညှင်းဆန်တဲ့အတွက်ဒုတိယဆင့်ပြည်ထောင်စုလွတ်တော်အထူးစီဝေးခေါ်ပေးဖို့ဤစနစ်တကျတောက်ဆိုခဲ့ပါတယ်။ထပ်မံညှင်းဆန်ခဲ့ပါတယ်။တတိယဆင့်ဆိုရပြည်ထောင်စုလွတ်တော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တစ်ခုခုကနီလန်းရှာဖြည့်ဆင်းပေးဖို့ ခတ်မှန်တောင်းဆိုခဲ့ကြတယ်လေညှင်းဆန်ခဲ့ပါတယ်ဒီအစ်စ်နေအားလုံးပြီးတော့ကျွန်တော်တို့အမျိုးသားကာကွယ်နဲ့လုံခြုံရေးကောင်စီအစီအဝေးခေါ်ပေးဖို့နှစ်ကြိမ်တိုင်တိုင်တောင်းဆိုရမှာလဲဖြည့်ရှင်းပေးမှုမရှိပါဘူးဒီဖြည့်ရှင်းမပေးဘဲတတိယကြိမ်လွတ်တော်ခေါ်ယူဖို့အစိုးရဖွဲ့ဖို့အတင်းအဓမ္မဆောင်ရွက်ခဲ့တဲ့အတွက်ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနဲ့2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာတပ်မတော်က နိုင်ငံတော်ရဲ့တာဝန်အရရကိုရယူခဲ့ရပါတယ်။ဒါတွေဘာကြောင့်ပြန်ပြောနေလဲဆိုတော့ဒီဖြစ်စဉ်တွေမှာဘဒူတွေကဥပဒေနဲ့အညီတရားနီလန်းကြတောင်းဆိုခဲ့တယ်။ဘဒူတွေကဥပဒေကိုလစ်လူရှုမျက်ကွယ်ပြုတ်ခဲ့တယ်ဆိုတာပမိုင်းကြေစေခြင်းလို့ပြန်ပြောပေးခြင်းဖြစ်ပါတယ်။ဒီဖြစ်စဉ်တွေမှာကျွန်တော်ကတိုင်လဲတမတော်သတင်းမှပြန်ကြားရေးအဖွဲ့အနေနဲ့သတင်းစာရှင်းလင်းပွဲတွေအချိန်ကြီးပြုလုပ်ခဲ့တယ်။နိုင်ငံတကာမီဒီယာရဲ့ရှေ့မှာပဲ အခောက်ထားခိုင်လုံစွာနဲ့ပြောပြခဲ့တယ်အခောက်ထားခိုင်လုံစွာနဲ့တက်တည်ပြခဲ့ပြီးဖြစ်ပါတယ်မဲမတမမှုဖြစ်ခဲ့တာကိုတရားနီလန်းတကြဖြေရှင်းမပေးဘဲနိုင်ငံတော်အာဏာကိုအတ္တမနီးနဲ့ရယူဖို့ကြိုးစားခဲ့တဲ့ NLD အစိုးရနဲ့သူတို့ဖွဲ့စည်းပေးတဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ကဒါပြည်သူလူထုတရားလုံးနဲ့နိုင်ငံတော်ရဲ့စစ်မှန်စီမံပေးပါတဲ့ပါတီစုံဒီမိုကရေစီနဲ့ရှောက်လန်းမှုကိုရည်ရွယ်ချက်ရှိရှိဖြည့်ဆည်းခဲ့တာဖြစ်ပါတယ် ည်သူတွေလေလောတောင်းကြခဲ့တဲ့ဒီလိုဖြည့်ဆည်းခံရတဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုကျွန်တော်တို့ကနီးစနစ်ကြသွားပြန်လဲတိဆောက်ပေးနေခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့ကျင့်သုံးတဲ့ဒီမိုကရေစီစနစ်အရမိမိကိုယ်သာဆောင်ရွက်မဲ့လွတ်တော်ကိုယ်စားလှယ်တွေကိုပြည်သူလူထုကရွေးကောက်တင်မြောက်ပေးရတာဖြစ်ပါတယ်အခုကျင့်ပါမဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာမဲပေးပိုင်권ရှိတဲ့နိုင်ငံသားတိုင်းကိုလည်းမဲပေးကြပါလို့အလေးအနက်ထား တိုက်တွန်းပြောကြားလိုပါတယ်။ဘာလို့ကြတော့ဒီလိုပြောကြားနေတာလဲဆိုတော့ရွေးကောက်ပွဲဆိုတာပြည်သူအတန်ကိုနားထောင်ပြည်သူကောင်းကျိုးဆန္ဒကို ဖြည့်ဆည်းပေးနိုင်တဲ့အမြန်ဆုံးသောရန်ရာတစ်ခုဖြစ်ပါတယ်။ကျွန်တော်ထပ်ပြောပါမယ်။ရွေးကောက်ပွဲဆိုတာပြည်သူအတန်ကိုနားထောင်ပြီးပြည်သူတွေရဲ့ကောင်းကျိုးဆန္ဒကိုဖြည့်ဆည်းပေးနိုင်တဲ့အမြန်ဆုံးသောရန်ရာတစ်ခုဖြစ်ပါတယ်။ဒီရွေးကောက်ပွဲမှာပြည်သူလူထုအနေနဲ့ကိုယ်နဲ့အမြင်သူသူတွေ ိုဖြစ်ခြင်းနဲ့ဆန္ဒကိုထတ်တူဒါမှမဟုတ်အနည်းစပ်ဆုံးဖြည့်ဆည်းပေးနိုင်တဲ့သူတွေနိုင်ငံတော်ရဲ့အကျိုးစီးပွားပြည်သူလူထုရဲ့အကျိုးစီးပွားကိုကိုစားပြုဖော်ဆောင်ပေးနိုင်တဲ့သူတွေကိုကိုယ်တိုင်ဆရာဖေးရွေးချယ်ခွင့်ရရှိမှာဖြစ်ပါတယ်ကိုရွေးချယ်ပေးလိုက်တဲ့ရွေးကောက်ခံကိုယ်စားလှယ်ကကို့အပေါ်ကို့ဒေသအပေါ်တာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိဖို့စောင့်ကြည့်ထိမ့်သိမ်းနိုင်မှာလေဖြစ်ပါတယ် ရွေးကောက်ပွဲမှာမဲပေးသူများလေးလေးရွေးကောက်ခံကိုယ်စားလှယ်တဦးဟာပို့ပြီးတာဝန်ရှိလေလေဖြစ်ပါတယ်။ကိုဖြစ်ချင်တာကိုလိုအပ်တာကအစပြုပြီး ကိုပါဝင်ချင်းကိုမျိုးကိုရွာကိုဒေသတိုးတက်ဖွံ့ဖြိုးရေးကောင်းကျိုးလိုရာဆန္ဒတွေဖြစ်တင်ဖြစ်တိုက်တဲ့ဆန္ဒတွေကိုကိုရွေးချယ်တဲ့ကိုယ်စားလှယ်ကနေတဆင့်အစိုးရစီကိုတောင်းဆိုနိုင်ွင့်ရရှိမှာဖြစ်ပါတယ်။ဒီအခွင့်အရေးကိုမိဘပြည်သူအားလုံးက လက်လွတ်မခံကြဖို့ပြောကြားလိုပါတယ်ဒီနေ့မှာယူကပ်ဝဲနဲ့ပတ်သက်ပြီးနိုင်ငံတကာအသိမှတ်ပြုမှုဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်ပြောလိုပါတယ်2024ခုနှစ်ကကမ္ဘာတဝန်းမှာကျင်းပခဲ့တဲ့ယူကပ်ပွဲများမှာတီစဲအစိုးရတွေပေါ်နိုင်ငံတကာကဝင်ရောက်ဆွတ်ဖက်မှုတွေပါဝင်တဲ့အတင်းအကျပ်ပြုလုပ်မှုဖြစ်စဉ်များကိုလည်းကျွန်တော်တို့တွေ့မြင်နိုင်ပါတယ်နိုင်ငံတကာဒီမိုကရေစီနဲ့ရွေးကောက်ပွဲအထောက်အကူပြုအဖွဲ့ရဲ့ဝက်ဘ်ဆိုက်မှာ ရွေးကောက်ပွဲဆိုင်ရာနှစ်စဉ်အစီအခံစာအရကဘာတဝင်းလုံးမှာပြုတ်လုခဲ့တဲ့ရွေးကောက်ပွဲ84ခုမှာ22ခုသာတည်ငြိမ်ကြွာကျင်းပနိုင်ခဲ့ကြောင်းတွေ့ရပါတယ်။ကြံတဲ့ရွေးကောက်ပွဲတွေမှာတော့ဝိမောက်တာတွေရက်လက်အငင်းပွားတာတွေဆန္ဒပြတာတွေအကြမ်းဖက်မှုအချို့တောင်မှဖြစ်ပွားခဲ့ပါတယ်။နိုင်ငံတကာရဲ့ဝေဖန်မှုဝင်ရောက်ဆွတ်ဖက်မှုတွေကိုလည်းတွေ့ရပါတယ်။ရွေးကောက်ပွဲတစ်ခုကိုတမာတမာရှိစွာကျင်းပနိုင်စဉ်ဟာသက်ဆိုင်ရာနိုင်ငံများရဲ့ နိုင်ငံရေးရေချိန်နဲ့သာတက်ဆိုင်ပြီးကမ္ဘာတဝန်းပေါင်းလောက်ရှိတဲ့ဒီမိုကရေစီရင့်တန်ပါတယ်ဆိုတဲ့နိုင်ငံများတောင်မှရွေးကောက်ပွဲဆိုင်ရာရလဒ်များနဲ့ပတ်သက်ပြီးဝေဖန်ခံမှုစိန်ခေါ်မှုများရင်ဆိုင်ခဲ့ရလေရှိပါတယ်ကျွန်တော်နိုင်ငံဟာပမိုင်းကြောင်းအရာဖြစ်စေနိုင်ငံရေးမှုအရာဖြစ်စေအချုပ်အခြာအာဏာပိုင်ပြီးလွတ်လပ်တဲ့နိုင်ငံတနိုင်ငံဖြစ်ပါတယ်ကျွန်တော်နိုင်ငံရဲ့အချုပ်အခြာအာဏာဟာမြန်မာနိုင်ငံသားတန်းဆာမှဆင်းသက်ပြီး မြန်မာနိုင်ငံတဝမ်းလုံးမှာတည်ပါတယ်ပြီးတော့ကျွန်တော်နိုင်ငံရဲ့နိုင်ငံသားရေးမူဝါဒဟာလွတ်ကျရေးတွက်ကြပြီးဗမ်းလိုက်တဲ့မူဝါဒကိုကျင့်သုံးနေတာဖြစ်ပါတယ်မြန်မာနိုင်ငံဟာဘယ်တော့မှနောင်လဲဘယ်တော့မှသူများတိုင်းပြည်ရဲ့ပြည်တွင်းရေးကိုဝင်ရောက်ဆက်ဖက်မှာမဟုတ်ပါဘူးဒီလိုပါပဲကျွန်တော်နိုင်ငံရဲ့ပြည်တွင်းရေးကိုယ်နိုင်ငံကိုယ်သမိုင်းကြောင်းနဲ့အညီဆောင်ရွက်ရတဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေဟာကျွန်တော်နိုင်ငံရဲ့ပြည်တွင်းရေးတက်တဲ့ ကျွန်တော်နိုင်ငံရဲ့ပြည်သူတွေရဲ့အရေးတက်တာဖြစ်ပါတယ်။တိုင်းတစ်ပါးနိုင်ငံများရဲ့ဩဇာအာဏာနဲ့မိသည့်ဝင်ရောက်ဆွတ်ဖက်မှုကိုမှကျွန်တော်နိုင်ငံရဲ့ရွေးကောက်ပွဲအောင်မြင်အောင်ကျင်းပရေးခရီးလမ်းကိုပြတ်ပြားအောင်ဒါမှမဟုတ်ပြောင်းလဲအောင်လုပ်လို့မရဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြောကြားလိုပါတယ်။ကျွန်တော်ကမြန်မာနိုင်ငံသားတွေဖြစ်တယ်။မြန်မာနိုင်ငံသားရဲ့အနာဂတ်ကိုမြန်မာနိုင်ငံသားတွေရပဲဖန်တီးပိုင်권ရှိပါ မြမအရေးကိုဘေးကောက်ပွဲမေးပေးတဲ့ကျွန်တော်တို့နိုင်ငံသားတွေကပဲအတိမတ်ပြုဆုံးဖြတ်ရပါမယ်။ဒါဆိုရင် လုံလောက်နေပြီဖြစ်ပါတယ်။မြမနိုင်ငံမှာတရားမျှတတဲ့အထူးရွေးကောက်ပွဲကိုဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီတည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှဥဆောင်ပြီးကျင်းပပေးသွားမှာဖြစ်ပါတယ်။ယခုကျင်းပပေးမဲ့ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီ58ပါတီနဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်း95ဦးစုစုပေါင်းကိုယ်စားလှယ်လောင်း9000ကျော် ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်။ယခုကျင်းပတဲ့ရွေးကောက်ပွဲမှာတိုင်းသားများနဲ့လူထုလူသန်းသောအလားများကိုကိုစားပြုခဲ့တဲ့သူတွေလွတ်တော်ထဲမှာကြဲကြဲပြန့်ပြန့်ပါဝင်လာနိုင်ဖို့အတွက်ပြည်သူလွတ်တော်ကို FPTB စနစ်အမျိုးသားလွတ်တော်နဲ့တိုင်းဒေသကြီးပြည်နယ်လွတ်တော်ကို ရောနှောထားတဲ့ကိုယ်စားလှယ်အချိုးကျစနစ် NBNB တို့ကိုအသုံးပြုပြီးကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ်ပါတယ် မြန်မာနိုင်ငံရွေးကောက်ပွဲအပေါ်မှာကွဲပြားခြားနားတဲ့နိုင်ငံတကာတုံ့ပြန်မှုတွေရှိနေတော်လဲမိဖက်နိုင်ငံများရဲ့ထောက်ခံမှုများကတော့ကျွန်တော်အခိုင်အမာရရှိပြီးဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်များကိုလည်းအားလုံးကအတိအမှပြုတ်ပြီးဖြစ်ပါတယ်ကိုနိုင်ငံရဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်များကိုလိပ်ပြာလုံစွာဆောင်ရွက်ထားတဲ့အတွက်မြန်မာနိုင်ငံရဲ့မိဖက်နိုင်ငံများနိုင်ငံတကာအဖွဲ့အစည်းများ အခြားနိုင်ငံများကိုပါကျွန်တော်တို့ရဲ့ပွင့်လင်းမြင်သာတဲ့ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကိုလာရောက်ကြည့်ရှုလေ့လာဖို့ဖိတ်ခေါ်ထားပြီးဖြစ်ပါတယ်။ဒါအတူပဲပြည်တွင်းပြည်ပနိုင်ငံတကာမီဒီယာများကိုလည်းဖိတ်ခေါ်ထားပြီးဖြစ်ပါတယ်။မျက်မှောက်မှုများမရှိသေးဖို့ခင်မီနေပညာသုံး MEVM စက်များကိုလည်းအသုံးပြုထားတာဖြစ်ပါတယ်။ဒါကြောင့်ရွေးကောက်ပွဲကထွက်ပေါ်လာတဲ့လွတ်တော်ဟာဂုံသိက္ခာရှိတဲ့လွတ်တော်တရားဖြစ်ကြောင်းကဘာကိုချပြနိုင်မှာဖြစ်ပါတယ်။ စစ်မှန်စီကားပြေးွားတဲ့ပါတီစိုးဒီမိုကရေစီစနစ်ခိုင်မာပြီးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုကြီးတိဆောက်ရေးဆိုတဲ့နိုင်ငံရေးရည်မှန်းချက်အရွေးတကူဟာအစိုးရပြည်သူတမတော်သက်ဆိုင်ရာအခွဲအရေးများဂျိုင်းတူဝိုင်းပြီးတွန်းကြရင်ဖြင့်ပန်းတိုင်ကိုအမှန်မှန်နဲ့မြန်မြန်ရောက်ရှိလာမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့ဒီဇင်ဘာလနဲ့ နောက်နှစ်ဇန်နဝါရီလအတွင်းမှာကျင်းပမဲ့ပါတီစုံဒီမိုကရေစီထူထူရွေးကောက်ပွဲကြီးအောင်အောင်မြင်မြင်ပြီးမြောက်စေဖို့အတွက်ပြည်သူတရားလုံးကပူပေါင်းပါဝင်ပြီးဆန္ဒမဲပေးကြပါစို့လို့ပြောကြားလိုပါတယ်2025ခုနှစ်ပါတီစုံဒီမိုကရေစီထူထူရွေးကောက်ပွဲမုတ်ချအောင်မြင်ရပါမယ်အားလုံးကိုကျေးဇူးတင်ရှိပါတယ်